မင်္ဂလာပါ Weekend for You program မှာကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့ Weekend for You အဖွဲ့သားများဆိုရင်စာကူရာဆေးရုံမှာရှိတဲ့စီနစ်ကြောက်ကအထုပုဆရာဝန်ကြီး Professor ဦးတန်းကြီးကိုကျွန်တော်တို့ဒီစီစဉ်ရက်ဖိတ်ခေါ်ထားပါတယ်။ဆရာမင်္ဂလာပါ။ဟုတ်ကဲ့ပါမင်္ဂလာပါ။မင်္ဂလာပါ။ကျွန်တော်တို့ဒီပေါ့နော်အဲစီနစ်ကြောက်ကနဲ့ပတ်သက်ပြီးတော့ဒီစီစဉ်မှာဆရာအချိန်ပေးပြီးတော့အဲလာရောက်ပြီးတော့ပေါ့နော်ဒီလူနာတွေသိချင်တဲ့မိကုန်တွေကိုဖြေချပေးရတဲ့ဆရာကိုကျွန်တော်တို့အထူးပဲကျေးဇူးတင်ပါတယ်။ဖြေဆိုရအောင်လေဝင့်တာပါလေ။ဟုတ်ကဲ့ပါလူနာတွေအတွက်အချိုးရှိမယ်လို့ ဆရာယူဆပါတယ်ဒီနောက်လူနာမေးထားတာပေါ့ကဲသူမှလည်းဒီလိုမျိုးကြောက်ကက်ကဒီပေါ့နော်ဆရာပြောတော့ခုနပြောတော့အားနေသွားပြီဆိုရင်တဲ့သူကဘလို့ကုတနည်းတွေနဲ့တဲ့ကုတလို့ရပါတယ်အဲ့တော့ကြောက်ကက်အားနေသွားရင်တော့ကျွန်တော်တို့ဒီမှာအကောင်းဆုံးကကြောက်ကက်ရဲ့အားကိုတိုင်တာကတော့ GF လို့ခေါ်တဲ့ကြောက်ကက်စစ်ထုတ်အားကိုတိုင်တာပေါ့စစ်ထုတ်ကတာမန်အားဖြင့်တော့120လောက်ရှိတယ်စစ်ထိုင်တယ်အဲ့ဒါတကယ်လို့စစ်ထုတ်နိုင်တဲ့အားကကြလာလို့30ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကစစ်နဲ့ဆေးရတတ်တယ် ဒါကြောင့်မလို့ခုနကပြောတဲ့120နဲ့30ကြားမှာဆိုရင်တော့စီဂျူကိုထိန်းအသားစားတာလေးကိုလျှော့အငန်လေးကိုလျှော့ပြီးစားဟင်းသင်းဟင်းရီပူစားစီဂျူကိုထိန်းအဲ့လိုလုပ်မယ်ဆိုရင်တော့ကြောက်ကအားနေမှုဟာနှေးကွေးသွားနိုင်တာပေါ့အကယ်၍ပေါ့နော်ဒီလူနာခုနပြောသလိုအစားအသောက်ကိုလည်းထိန်းသိမ်းတယ်အဲဆရာပြောသလိုကောင်းကောင်းမွန်မွန်လည်းပေါ့နော်အဲဒီ check up တွေပါလည်းလုပ်တယ်ဆိုရင်သူစီဂျူသူတက်တန်းပေါ့နော်ကြောက်ကမထီအောင်တက်တန်းဘလောက်ကြကြ ဲ့တော့အဲ့ခုနကကျွန်တော်ပြောသလိုပဲကျွန်တော်ရဲ့ဖခင်ဆိုရင်စီယောဂါရှိပါတယ်။သူကအသက်ကို86နှစ်နေသွားတယ်။ကြောက်ကလုံးဝမပြည့်စည်ဘူး။ဆိုတော့ခုနကဘာခုနကပြောတဲ့ James ပေါ့နော်ဗီဇာရတယ်သူကြောက်ကလည်းတာမာလို့ဖြစ်မှာပေါ့။အဲ့ဒီကြဲတဲ့မှာတော့အရေးကြီးတာတော့စီယောကိုတိတိကျကျထိမ့်သိမ့်ဖို့လိုအပ်ပါတယ်။အဲ့ဒီလိုနေမယ်ဆိုရင်ဆရာဖေတော်ကအသက်86နှစ်တိနေတာပဲ။နော်စီယောနဲ့နေနိုင်ပါတယ်အများကြီး။ခင်းနေသိသိနဲ့ အစားတော့ချင်းချင်းပဲဆေးကိုလည်းမှန်မှန်စားမယ်သက်ဆိုင်ရာဆောင်းအောင်များနေလည်းပြမယ်ဆိုရင်အသက်ကိုအရှိနေလို့ရပါတယ်ဆရာဖေကဲသူနေရပါစီပေါ့80နဲ့60နဲ့ပေါ့ဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ပါဒီလူနာပေါ့နော်ဆရာခုနကဒီဆရာအစားတော့တင်တဲ့အကြောင်းပြောသွားတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့သူကမေးထားတာပါတဲ့ကြောက်ကက်ယောဂရှိရင်တဲ့တတိနဲ့ဟင်းဒီဟင်းပဲဒီတဲ့စားလို့ရပါတယ်အဲ့တော့လေကျွန်တော်တို့အခုကြောက်ကအာနေသွားရင်အဓိကကတော့အငံကိုတိတ်မစားတော့ဘူး နောက်တစ်ခုကတော့အသားကိုစားတာ short diet တယ်ဒါကြောင့်မို့လို့အခုခင်မှာတော့ဘာပဲဖြစ်ဖြစ် Mediterranean diet လို့ခေါ်တဲ့ကျတော်မြေထဲပင်လယ်မှာစားတဲ့အစာတောင်မျိုးအဲ့ဒီစားတော့ကဟင်းသီးဟင်းရည်ဒီအသီးနံတွေအဲဟင်းသီးဟင်းရည်ဒီအတူတူပုံများတယ်အဲ့ဒီလိုစားရင်တော့နည်းနည်းပူပြီးတော့တင့်တော်တယ်လို့ဆရာထင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကစီယိုကတော့အလွန်ပေါများပါတယ်သူကတော့ခုနပြောလို့ဟိုအနေအထိုင်အစာတောင်မှာလည်းမူတည်တယ်အဲ့တော့ကမျိုးယိုးကလည်းလာတတ်တယ် ဒါကြောင့်မို့လို့လူတိုင်းကတော့စီဂျိုကိုတက်နေသလောက်စောစောစီစီသိအောင်လို့ကြိုးစားသင့်တယ်။သွေးချိုတိုင်တာတို့တိုင်ပြီးတော့သိပြီဆိုရင်တော့တိတိချာချာလေးထင်းထင်းသိမ့်သိမ့်နဲ့စေးဆိုင်ကြောက်ကပ်ပစ္စည်းမှုအန္တရာယ်နေတော်တော်ကြီးကိုကာကွယ်နိုင်မှာပြီးတော့နော်တို့ကအသက်လဲတက်တက်တာလဲတက်တန်းစီနေနိုင်ပါလေ။ဆရာဟိုကြောက်ကပ်ပစ္စည်းလာရင်ဟောဆရာကြောက်ကပ်မှာလေဟိုဟို stage တွေပါအများရှင်းတာရှိပါလေ။ကျွန်တော်တို့ကကြောက်ကပ်ပစ္စည်းတဲ့အဆင့်ဟာ အဆင့်1ကနေအဆင့်5ဒီရှိပါတယ်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်တာမန်အဖြစ်ဆိုရင် တော့ခုနကကျွန်တော်ပြောတဲ့ကြောက်ကွက်ကဲစစ်အားကျွန်တော်60တကယ်ရှိရမှာ120 60တက်နေလိုက်ကျွန်တော်ကြောက်ကွက်အားနေတယ်လို့ယူဆကြပါတယ်။ဒါမို့လို့60တက်နဲ့နဲ့နဲ့အဆင့်1ပေါ့။ပြီးတော့မှကြောက်ကွက်ဒီတက်ဖို့နေသွားတယ်အဲ90လောက်ဆိုအဆင့်2ပေါ့။အာကျွန်တော်ခုန40လောက်ဆိုအဆင့်3ပေါ့။ပြီးတော့မှ30လောက်ဆိုအဆင့်4ပေါ့။အဆင့်5ဆိုတော့ စက်နေကိုတင်လောက်တဲ့30တဲ့အောက်ကြသွားတဲ့လူတွေပေါ့ဆင်းနေရှိပါတယ်ဟုတ်ကဲ့ဆရာဟုတ်ခနာကူမားတော့လေကြောက်ကကနှစ်ခုရှိတာပေါ့နော်ဆရာနှစ်ခုရှိတဲ့ခါကျတော့လူတယောက်ကအဲတစ်ခုတည်းနဲ့ပဲနေလို့ရသလားဒါမှမဟုတ်အဲဒီနှစ်ခုစလုံးပြတ်မှကြောက်ကပြတ်တယ်လို့ဘယ်လိုခေါ်သလဲကျွန်တော်ကတော့ကြောက်ကပြစီနေပြီးတော့ခုနပြောတဲ့ကြောက်ကကူဆင်းနေစီရတာအစားတို့ကတော့နှလုံးစလုံးပြတ်သွားလို့ပေါ့လူတယောက်မှနှလုံးရှိတယ်တစ်လုံးကိုပေးတော်လဲပဲမရှိတော်လဲပဲနေနိုင်ပါတယ် ဟိုကျွန်တော်တို့ခုဆိုကြောက်ကစားထိုးရင်အသက်ရှိအမျိုးတွေကတလုံးကိုပေးတာပဲလှူတာပဲအဲ့ဒီလူကတော်တော်များများအကြာကြီးကြောက်ကတလုံးနဲ့နေသွားတယ်ကျွန်တော်တို့မြန်မာပြည်မှာကြောက်ကစားထိုးတာ1998ခုနှစ်ထဲကစားစားထိုးအဲ့ဒီလုံးနဲ့လူတွေကဥဒတိပေးတဲ့လူတွေကကြောက်ကတလုံးနဲ့နေပြဘာမှမဖြစ်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့